ဖလုံးတီယောစုပေးပွဲအခမ်းအနားကိုဒီကနေ့စက်တင်ဘာ22ရက်နေ့မှာကျင်းပမှာ ဖြစ်ပြီးအမျိုးသားနဲ့အမျိုးသမီးတွေအတွက်စုရည်အတွက်ဟာဗရမာဆုံးအကျဉ်တူညီမှာဖြစ်တယ်လို့စီစဉ်သူတွေကတင်လာနေမှာပြောကြားပါရယ်အကောင်ဆုံးအမျိုးသမီးကိုဒမဆုအကောင်ဆုံးအမျိုးသမီးလူငယ်ကစားသမားဆုနဲ့ကလတ်အသင်းဒါမှမဟုတ်နိုင်ငံလေးစီအသင်းမှာ တွင်းကိုအများဆုံးအမျိုးသမီးကစားသမားစုတွေကိုဒီကနေ့ Paris မြို့ကတေတာဂျူးချာတီလက်မှာပြုလုပ်မဲ့အခမ်းအနားအတွက်စရင်းထဲထွင်းတယ်လို့ France Football Magazine ရဲ့ UEFA ကပြောပါတယ်။ ်တဟအမျိုးသားကစားသမားတွေအတွက် စု6စုနဲ့အမျိုးသမီးကစားသမားတွေအတွက်စု6စုအပြင်အမျိုးသားဒါမှမဟုတ်အမျိုးသမီးဘသူမဆိုရရှိနိုင်တဲ့စီးလုံးညီညွတ်မှုကိုမြင့်တင်တဲ့လောရတွေအတွက်စုဂရတီစုကိုလည်းထပ်တိုးပေးအပ်မှာဖြစ်ပါတယ်။စကားတင်ရွေးချယ်ခံရသူတွေကိုဩဂတ်လအစောပိုင်းမှာကြီးညာမှာပါပီဂယနှစ်ကစုပေးပွဲအခမ်းအနားကိုရီယယ်မက်ဒရီရဲ့တပိတ်မှောက်မှုကြောင့်အာယုံဆိုင်မှုယော်နေသွားခဲ့ပါတယ်။ အကြောင်းကတော့သူရဲ့ဘရာဇီးတိုက်စစ်ကစားသမားဗီနီစီယက်ဂျူနီယာဟာ အမျိုးသားအကောင်ဆုံးကစားသမားဆုကိုမရရှိခဲ့ဘူးဆိုတာသိရှိခဲ့ရလို့ဖြစ်ပြီးအဲဒီဆုကိုမန်ချက်စတာစီးတီးကရိုဒရီကရရှိခဲ့ပါတယ်ခင်ဗျာလောကမီဒီယာရဲ့ဆက်လက်ရည်တည်ခံဖို့ပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Myanmar TV YouTube Channel မှာမြန်မာဝင်ပြည်ချင်းကိုဦးနှိုက်ကြောင်းလည်းအသိပေး